100,000. A lot of zeros. I'm at the ATM here to take money out. Boom. Two million dong, just like that. Vietnam, baby. I am holding in my hand eight million Vietnamese dong, which is just 330 US dollars. This is the story of the world's strangest currency. The Vietnamese dong is a currency like no other. Which is in this order, Naga Naga Yasi Wayetu Jo Pitalu, Naga Dutti Chibuan ဒီကိစ္စမှာတော့ကဘာမှာတမှုပူချပြီးကိကနန်းတွေမြန်ပြန်လုံးပြီးမယ်စီပွားရေးအစိဟုံနဲ့တူတင်နေတဲ့စစ်တောင်းအာဆာနိုင်ငံတနေကန်ရဲ့ငွေချေးစနစ်တစ်ခုအကြောင်းကိုပြပြပေးသွင်းချင်ပါတယ်အဲ့ဒါကတော့ယင်းနဲ့နိုင်ငံရဲ့ငွေချေးစနစ်အကြောင်းပဲဖြစ်ပါတယ်ယင်းနဲ့နိုင်ငံရဲ့ငွေချေးတက်မှုကဘာကြောင့်အလွန်နှိမ့်ချရတာလဲယင်းနိုင်ငံကိုတောက်ဖို့တဲ့သူတွေပြကြမှာပါအမေရိကန်ဒေါ်လာတစ်ဒေါ်လာကိုဗီယက်နမ်ဒေါင်း1500ဒေါ်လာအထိပေးရပါတယ်။ဒါကြောင့်ဗီယက်နမ်မှာသိတဲ့နဲ့နဲ့ငွေကန်ရတာဟာပုံမှန်လိုဖြစ်နေပါပြီ။ဘာကြောင့်ဒီလိုဖြစ်ရတယ်လဲဆိုတော့ပထမဆုံးအခြေကသမိုင်းကြောင်းတဲ့အစ်စ်ပွဲတွေရဲ့အကျိုးဆက်ကြောင့်လို့ပဲပြောရမှာပါ။ ရင်းနှီးစစ်ပွဲကြောင့်နိုင်ငံရဲ့စစ်ပွဲရေးတွေအများကြီးပြစ်ခဲ့ရပါတယ်။ဆက်ပြီးတော့ဆိုရကစစ်ပွဲရေးကိုအကုန်ချုပ်ကယ်ထားတော့ကုန်ထုတ်လုပ်မှုတွေကျဆင်းခဲ့ရပါတယ်။၁၉၁၀ပြည်နှစ်လောက်မှာငွေကြေးဖောင်းဝမှုတွေအကြီးကျယ်ဖြစ်ပြီးတော့ငွေကြေးတပ်ဖို့တွေအများကြီးကျဆင်းခဲ့ရပါတယ်။၁၉၁၆ခုနှစ်မှာအစိုးရကဒူမိုင်းလို့ခေါ်တဲ့စနစ်နဲ့ရေးကွက်စစ်ပွဲရေးစနစ်ကိုပြောင်းလဲခဲ့ပြီးတော့စစ်ပွဲရေးပြောင်းလဲဖို့စူးစမ်းခဲ့ပါတယ်။ဒါပေမဲ့ငွေကြေးစနစ်ပြန်ကောင်းဖို့ချေယူခဲ့ရပါတယ်။နောက်တစ်ချက်ကတော့နိုင်ငံချရင်းနှီးမြှုပ်နှံမှုနဲ့ပို့ခုအရေးပေးမှုကြောင့်ပါ ရင်းနှံဆူရကနိုင်ငံချက်ောက်ငွေတွေလာရောက်ရင်းနှီးမြှုပ်နှံဖို့အတွက်ငွေတန်ဖိုးကိုတမန်တက်တဲ့နဲအောင်လှုပ်ထားတာပါ။ဒါကြောင့်ဗီနန်ကထုတ်တဲ့ပစ္စည်းတွေကနိုင်ငံတကာမှာဈေးသက်သာပြီးလူကြိုက်များပါတယ်။ဗီနန်ဘူပန်ကငွေတန်ဖိုးကိုထိတ်ဖို့ကြိုးစားပြီးမှနည်းနည်းလောက်ကျဆင်းတာကိုခွင့်ပြုပေးထားပါတယ်။ဗီနန်မှာဒေါ်လာကိုလည်းအသုံးများပါတယ်။အချမ်းပြေကားစားတာတွေကိုဒေါ်လာနဲ့ရောင်းချဝယ်ကြပါတယ်။ပြောမယ်ဆိုရင်ဗီနန်ကလူတွေဟာကနန်းကြီးကြီးတွေနဲ့အနေသားကြနေပါပြီ။ကော်ဖီတစ်ခွက်ကိုဒေါ်လာ ဒါပေမဲ့တနက်ကိုဒေါင်5000လောက်ပေးရတာသူတို့အတွက်ရန်ကြီးထူးခြားမနေပါဘူး။ဝင်စစ်ခုအနေနဲ့လည်းတသိန်းတသိန်း5သိန်းတန်တွေအထိထုတ်ထားပါတယ်။ငွေတပ်ဖို့နေတဲ့နေရာမှာကောင်းကျိုးတွေရှိသလိုဆိုးကျိုးတွေလည်းရှိနေပါတယ်။ကောင်းကျိုးတွေကိုပြောရရင်ပုဂ္ဂိုလ်လုပ်ငန်းတွေအကောင်းလာတဲ့နိုင်ငံခြားကငွေတွေလာရောက်ရင်းနှီးမြှုပ်နှံကြတယ်။နိုင်ငံခြားသားတွေအတွက်ခီးသွွားရတာတက်တောက်တက်တာဖြစ်တာကြောင့်ခီးသွွားလုပ်ငန်းတွေတွေ့ကြလာတယ်။ဆိုးကျိုးတွေတဲကတော့ပုဂ္ဂိုလ်ပစ္စည်းတွေဈေးကြီးတယ်။ နိုင်ငံခြားငွေလိုတဲ့ပစ္စည်းတွေဝယ်ရခဲ့တဲ့ငွေကြေးတွေရမှာဆုတ်ထွေးတဲ့စားတာတွေပဲဖြစ်ပါတယ်။ငွေတဖို့နေပြီမဲ့မင်းနဲ့စီးပွားရေးကအစိမ်ဟုန်နဲ့တုန်တက်နေပြီးတော့ Samsung, MD နဲ့ LG စတဲ့ကုမ္ပဏီကြီးတွေကရေနံမှာစရုပ်တွေလပ်ပစ်ထားကြပါတယ်။နိုင်ငံတကာရည်ရွယ်မျက်နှာမှုတွေအပြင်ပြည်တွင်းထောက်ကုန်တွေကိုလည်းတွေ့ကြံစွာထုတ်နိုင်နေပါပြီ။မင်းနဲ့တောင်ရဲ့တဖို့နေချင်းဟာတမိုင်းကြောင်းစီးပွားရေးမူဟာတွေကြောင့်ပဲဖြစ်ပါလေ။ဒီမူရအားဖြင့် ဝေတပ်ဖို့နှဲရင်နိုင်ငံရဲ့စီးပွားရေးကျဆင်းတယ်လို့ဆိုပြကြလို့ရှိပြီမယ်ပြည်နိုင်ကတော့အဲ့ဒီအခြေအနေမှာစိမနေပြန်ပါဘူးစီးပွားရေးကျဆင်းတာကြောင့်ငွေတန်ဖို့ဖောင်းပွားတာမဟုတ်ဘဲနဲ့ငွေတန်ဖို့ကျနေတာကသူတို့အတွက်အဆင်ပြေနေလို့ပဲဖြစ်ပါတယ်နောက်ဆိုရင်ပြည်နိုင်ငွေကဘာကြောင့်အလွန်နှိမ့်ကျရတာလဲဒီလောက်ငွေတန်ဖို့နှဲပြီမယ်ပြည်နိုင်ငံရဲ့စီးပွားရေးကဘာလို့ကောင်းတယ်လဲဆိုတာတွေကိုလက်သက်တို့နားလည်သဘောပေါက်မှလို့ထင်ပါတယ် ီဗီဒီယိုလေးကပရိသတ်တွေကျိုးတဆူရခဲ့မယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like ဖို့လို့ subscribe လုပ်သွားပေးကြပါလို့တောင်းဆိုလိုက်ရပါတယ်။အစောတိလိုက်ပါကျေးဇူးပေးကြတဲ့အတွက်ကျေးဇူးများတင်ပါတယ်ခင်ဗျာ။